စပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကြွားရောက်လာကြတဲ့ပြည်ထောင်စုဝန်ကြီးများနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ရန်ကုန်တိုင်းဒေသကြီးတကုံမဲဆန္ဒနယ်မှပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်ဖြစ်ပါတယ်။နာယကကြီးရှင်ကျမအနေနဲ့2018ဘဏ္ဍာနှစ်အစိုးရ၏ကျွေးမြေဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာနဲ့ပတ်သက်လို့ရေရှည်အမြင်နဲ့မူဝါဒအတိအကျချမှတ်ပြီးတတိရှိရှိဆောင်ရွက်နိုင်ဖို့နဲ့ ကျွေးမြီဆုံးရှုံးနိုင်ခြင်းတွက်ချက်ရာမှာထဲ့သွင်းစဉ်းစားတဲ့အချက်များကိုအကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။၎င်းစီရင်ခန်းစာအရစီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနမှအစိုးရရဲ့ဗန္ဒာငွေဖြည့်ဆည်းမှုလိုအပ်ချက်များနဲ့၎င်းတို့ရဲ့ကာလတူကာလရှိပေးရန်တာဝန်များကိုဆုံးရှုံးနိုင်ခြင်းအ ਨੇ ဆုံးနဲ့ကုန်ကျစရိတ်အ ਨੇ ဆုံးဖြစ်စေဖို့ကာလလတ်ကျွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကိုချမှတ်အကောင့်ထယ်ဖို့လျက်ရှိရမှာ။ ပြည်ရင်းပြည်ပကျွေးမီနဲ့ GDP အချိုးကိုရာထားချက်40ရာခိုင်နှုန်းထက်မကျော်လွန်စေဘဲ38.4ရာခိုင်နှုန်းမှာထိမ့်ညှိထားနိုင်ခဲ့ကြောင်းကျွေးမီဝန်တို့ဝန်ပိုးမကြီးမားဖို့ဘတ်ဂျက်လုံငွေအား GDP နဲ့ရဲ9ရာခိုင်နှုန်းအတွင်းမှာထိမ့်သိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့မြန်မာနိုင်ငံတော်ဗဟိုပန်ထံမှငွေချေးယူခြင်းအားလျှော့ချနိုင်ရန်ရာထားချက်အတိုင်းအကောင့်ထဲပေါ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နိုင်ငံကြီးရှင် ပထမအချက်အနေနဲ့ ပြပချွေးချင်းငွေတွေဟာအတိုးနှုံးသက်သာတော်လဲနှစ်ရှည်ချင်းငွေတွေဖြစ်လို့ချင်းယူတဲ့အစိုးရကမိမိကိုယ်တိုင်ပြန်လဲပေးဆက်ရတာမျိုးမဟုတ်ပဲနောင်လာမဲ့အစိုးရအဆက်ဆက်က ပေးဆက်ရတာဖြစ်လို့မိမိကိုယ်တိုင်ဆက်ရမဲ့အကျွေးယူတာမျိုးနဲ့မတူပဲအလွယ်တကူချင်းယူမိဖို့တွန်းအားကပိုများပြားနေပါတယ်။ဒါအပြင်ပြပချွေးမြေများဟာတက်တန်းရှည်လျားကြတာကြောင့်ရေရှည်မှာနိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့်ဆုံးရှုံးနိုင်ခြင်းများမြင့်တက်လာနိုင်ပြီး တိုးရင်ပေါင်းပေးချေရတဲ့ပမာဏများများပြားလာနိုင်လို့တစ်ချိန်မှာအခွန်ပုံမိုကောက်ခံလာရတာမျိုးဘတ်ဂျက်သုံးဆွဲမှုရှော့ချလာရတာမျိုးပြည်တွင်းချင်းငွေတွေနဲ့ပြည်ပကျွေးမီတွေကိုပြန်လည်ပေးဆက်လာရတာမျိုးတွေဖြစ်နိုင်တာကြောင့်ချင်းငွေချေးယူခြင်းမူဝါဒကိုအတိအကျချမှတ်ကျင့်သုံးဖို့လိုအပ်နေကြောင်းအထူးပြုပြောကြားလိုပါတယ်ရှင်။နာယကကြီးရှင်ကျမတို့အနေနဲ့ဗန္ဒာရေးအရရေရှည်တည်တံ့ခိုင်မြဲမှု fiscal sustainability ဆိုတဲ့မူကိုနှလုံးသွင်းပြီးကြွေးမြေရယူခြင်းကိုတတိကြီးစွာဆုံးဖြတ်ဆောင်ရွက်တင်ပါတယ်။ဘန္တာရေးအရရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာကတော့ယနေ့ဘန္တာရေးအရဆုံးဖြတ်ချက်များဟာနောင်လာနောက်သားများရဲ့လူနေမှုအဆင့်တန်းကိုတိုးတက်စေနိုင်တဲ့သို့မဟုတ်နောင်လာနောက်သားများရဲ့လူနေမှုအဆင့်တန်းကိုလက်ရှိအခြေအနေထက်မလျော့ကျစေနိုင်တဲ့ဆုံးဖြတ်လှုပ်ဆောင်ချက်များကိုဆိုလိုပါတယ်ရှင်။ တကယ်လို့ယခုလက်ရှိဆောင်ရွက်နေတဲ့ဘန္တာရေးအရဆုံးဖြတ်လှုပ်ဆောင်ချက်များဟာနောင်လာနောက်သားများရဲ့လူနေမှုအဆင့်တန်းကိုယခုလက်ရှိအခြေအနေအောက်ကြားရောက်သွားစေနိုင်တဲ့ဆိုရင်ဒါဟာဘန္တာရေးအရရေရှည်တည်တံ့ခိုင်မြဲစေနိုင်တဲ့မူနဲ့စံချိန်စံညွှန်းတွေကိုချိုးဖောက်ရာရောက်ပါတယ်။နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ဖို့ချင်းငွေရယူခြင်းကိုတိုင်းပြည်ဖွံ့ဖြိုးမှုရလဘလောက်ရမလဲတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအကြားဖွံ့ဖြိုးတိုးတက် ချင်းကွာဟမှုဘလောက်နည်းလာနိုင်တယ်လဲမြမရေရှည်စင်ဆက်မပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်မြန်မာ sustainable development plan နဲ့ဘလောက်ကိုက်ညီမှုရှိတယ်လဲစသဖြင့်မူဝါဒအတိအကျချမှတ်သင့်ပါတယ်ရှင်ဒါအပြင်ချင်းငွေချေးယူခြင်းဆုံးဖြတ်ချက်များချမှတ်ရမှာချင်းငွေချေးယူပြီးဆောင်ရွက်တဲ့စီမံကိန်းတိုင်းကိုနိုင်ငံသူနိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားများအတွေ့တကယ်လိုအပ်တဲ့ယင်းနှိမ့်ညွတ်နံမှုဟုတ်မဟုတ် ဟုတ်ခဲ့ရင်လဲစီမံကိန်းကောင်ထယ်ဖို့မှုအစီအစဉ်အသေးစိတ်ဥစားဥစွာရေးဆွဲပြီးမှငွေချေးရန်လိုမလိုငွေချေးရန်လိုခဲ့ရင်လဲနိုင်ငံခြားချင်းငွေယူဖို့လိုမလိုဆိုတဲ့လိလာဆန်းစစ်မှုအစဉ်အဆက်ပြုတ်လုဖို့လုပ်ငန်းစဉ်အတိတိကျကျချမှတ်ကျင့်သုံးသင့်ပါတယ်ရှင်။နိုင်ရကကြီးရှင်ဒုတိယချက်အနေနဲ့ဆုံးရှုံးနိုင်ခြေအ ਨੇ ဆုံးဖြစ်အောင်စီမံခန့်ခွဲရမှာ operational risks လို့ခေါ်တဲ့တဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြင်းများအပါအဝင်အကောင့်ထယ်ဖော်မှုတခြားမှာဖြစ်ပေါ်နိုင်တဲ့ဆုံးရှုံးနိုင်ခြင်းများထဲ့သွင်းတွက်ချက်ထားတာမတွေ့ရတဲ့အပြင်ပြည်တွင်းပြည်ပကျွေးမိများနဲ့အကောင့်ထယ်ဖော်တဲ့လုပ်ငန်းများကိုအများပြည်သူသိအောင်ချပြအစီရင်ခံမှု အားနည်းနေသေးကြောင်းတွေ့ရှိရပါတယ်ဥပမာအားဖြင့်အစိုးရကငွေထုတ်ချေးခြင်းနဲ့တဆင့် ငွေထုတ်ချေခြင်းများဖြစ်တဲ့နိုင်ငံတော်ဗဟိုဘဏ်ကဦးစီးအကောင့်ထက်ပေါ်တဲ့မြန်မာနိုင်ငံငွေရေးကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမြန်မာလေယာဖွံ့ဖြိုးရေးဘဏ်မှဦးစီးအကောင့်ထက်ပေါ်တဲ့စိုက်ပျိုးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများအတွက်အဆင့်နှစ်ဆင့်ချေးငွေစီမံကိန်းရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီကတာဝန်ယူအကောင့်ထက်ပေါ်တဲ့အရှိတောင်အာရှတဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြင်းစီမံခန့်ခွဲမှုစီမံကိန်းတို့ဖြစ်ပါရရှင် ပြည်ပချင်းွေထုတ်ချေခြင်းဆုံးဖြတ်ချက်များအတွက်နိုင်ငံအတွက်အမှန်တကယ်မလိုပဲချင်းမဲ့အဖွဲ့အစည်းကကန်းလှမ်းလာလို့တက်တာသောချင်းွေမှုချေးလိုက်တာမျိုးတိုင်းဒေသကြီးပြည်နယ်များသို့ထဆင့်ငွေထုတ်ချေးရမှာလဲမူဝါဒအပေါ်အခြေခံဆုံးဖြတ်ခြင်းမျိုးမဟုတ်ပဲငိုတက်တဲ့ကလေးနှုတ်ပို့ဆိုးရတဲ့အခြေအနေမျိုးမဖြစ်ဖို့အထူးသတိပြုဆောင်ရွက်သင့်ပါတယ် နာယကကြီးရှင်ဤကုံချုပ်အဖြစ်ပြောရရင်အနာဂတ်ကာလမှာတိုင်းပြည်ရဲ့ဘာနာငွေလိုအပ်မှုအခြေအနေကိုခန့်မှန်းဖို့ခက်ခဲပြီးမမျှော်မနိုင်တဲ့တစ်ချိန်မှာမဖြစ်မနေလိုအပ်လို့ပြပကျွေးမြည်ယူခဲ့ရရင် sovereign risk premium လို့ခေါ်တဲ့နိုင်ငံရဲ့အခြေအနေရဆုံးရှုံးနိုင်ခြေထက်ပေါင်းလို့အတိုးဈေးကြီးကြီးနဲ့မလွှဲတာမရှောင်တာချေးလိုက်ရတာတွေပေါ်ပေါက်လာနိုင်တဲ့အတွက် လက်ရှိကောင်းနေတဲ့ကျွေးမြခံနိုင်ရည်ရှိမှုအခြေအနေကိုဆက်လက်ထိန်းသိမ်းထားပြီးချင်းငွေရယူခြင်းနဲ့ဆိုင်တဲ့မူဝါဒအတိအကျချမှတ်ကျင့်သုံးဖို့နဲ့အကောင့်ထယ်ဖို့ခြင်းဖြစ်မြောက်မှုကိုအဓိကစဉ်းစားဖို့လိုအပ်ကြောင်းအထူးပြုပြောကြားရင်းဤကုံချုပ်အပ်ပါ